ဟုတ်ကဲ့အနာဂတ်စွမ်းရည်လောကရဲ့လေပေါ်မှာရှိနေတဲ့မေကွန်းကြီးတပုတ်ပေါ့ဟိုက်ဒရိုဂျင်သူကတကယ်ပဲကဘာကြီးကိုကယ်တင်မဲ့အဖြေလားဒါမှမဟုတ်ခြေကားပြောနေကြတဲ့ပုံမှန်တပုတ်ပဲလားကဲအတူတူအဖြေရှာကြည့်ကြတာပေါ့အဲ့ဒါကပဲဒီနေ့ကျွန်တော်တို့အဓိကစူဇန်လေလာကြမဲ့မေကွန်းပါမယ်ခမန်းချက်တဲ့မျိုးလင်းချက်တွေကိုခဏပေးဖယ်ထားပြီးတော့ဗောနော်အချက်လက်အစစ်အမှန်တွေပေါ်မှာပဲခြေခမ်းပြီးကြည့်ကြအောင်ဟိုက်ဒရိုဂျင်ဆိုတာ အကယ်ပဲအနာဂတ်ကိုတော်လန်ပြောင်းလဲဖြစ်မဲ့လောင်စာလားဒါမှမဟုတ်အချိန်မေးပေါက်ကွယ်သွားနိုင်တဲ့ပူဖောင်းတော်လုံးပဲလားဆိုတာဟုတ်ပေါ့နော်ကဲဟိုက်ဒရိုဂျင်နဲ့ပတ်သက်ပြီးဘာလို့ဒီလောက်တော့အထန်းကြီးကျဲပြီးစိတ်လှုပ်ရှားနေကြတာလဲအချောင်းရင်းကတော့အရင်ကဖြည့်ရှင်းနည်းမရှိဘူးလို့ထင်ထားတဲ့ကဏ္ဍကြီးတွေဟာသူကအဖြစ်တစ်ခုကိုယူဆောင်လာလို့ပါပဲဥပမာမိခိုလုံးဝမထွက်တဲ့တမဏီစိတ်ယုံတွေသမုတ်တရားတွေကိုညဉ့်ညမ်းမှုမပဲတော့တဲ့အကုန်တင်တမောကြီးတွေနောက်ပြီးလုံးဝတန့်စင်တဲ့လောင်စာနဲ့ပြန်တန်းနေတဲ့လီယန်တွေကိုစေကူးကြည့်လိုက်လေ ဘက်ထရီတွေနဲ့မရနိုင်တဲ့အဖြေမရှိတဲ့နေရာတွေမှာဟိုက်ဒရိုဂျင်ကဝင်လာတာပါဟုတ်ပြီအဲ့ဒါကတော့မျောလင်းချက်တွေပေါ့ဒါပေမဲ့လက်တွေ့အခြေအနေကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ဇာလန်ကတမျိုးတစ်ဖုံပြောင်းသွားတာပါဒီကနန်းကိုပဲကြည့်လိုက်ပါ1ကီလိုဂရမ်ကို6ဒေါ်လာဝင်းကျင်ဒါကအသင့်စင်တဲ့ဒါမှမဟုတ်တငွိထွက်လွတ်မှုနည်းတဲ့ဟိုက်ဒရိုဂျင်ရဲ့ဈေးနှုန်းပါပြောရရင်ဒီဇင်းနှုန်းကပဲဟိုက်ဒရိုဂျင်ကိုလူတိုင်းသုံးနိုင်တဲ့အဆင့်ရောက်လာဖို့အကြီးမားဆုံးအတားအဆီးကြီးတစ်ခုဖြစ်နေလာပါ။ နောက်တစ်ချက်ကတော့အစ်စ်ကွေးနဲ့လက်တွေ့ကြားကကွာဟချက်ပေါ့။ကြင်ညာချားတဲ့စီမံကိန်းတွေကတော့တောင်းလို့ပုံနေတာပဲ။ဒါပေမဲ့တကယ်တမ်းယင်းနီးမြုံနှံမှုရပြီးအကောင့်ထည့်ဖော်တဲ့အစ်စ်ရောက်တာကတော့လက်တဆုပ်စားပဲရှိပါတယ်။ဆိုင်ယဘော်ကအစီအစဉ်တွေနဲ့တကယ်စားလို့ရလုံနှန်းခွင့်ကြားကကွာဟချက်ကတော်တော်ကြီးကိုချီးမားနေတော့ပါပဲ။ပန်းတိုင်နဲ့ဖလောက်တောင်ဝေးနေတယ်လဲဆိုတာကိုဒီအချက်ကတက်သေးပြနေပါတယ်။လုံကရက်နဲ့နဲညာရဲ့ကမျောမှန်းထားတဲ့ဟိုက်ဒရိုဂျင် ထုတ်လုပ်နိုင်စွမ်းရည်နဲ့ရှင်းရင်လေ။ အခုလက်ရှိတက်ဆင်ပြီးသားက6ပုံတပုံပဲရှိပါသေးတယ်။ဆိုတော့လက်တွေ့မှာတော့ခရူးသွားနှုန်းနဲ့ပဲ80နေရသလိုဆက်နေတာပေါ့။ဒါပေမဲ့အားလုံးကစိတ်ပြတ်စရာတွေကြီးတော့လဲမဟုတ်ပြန်ဘူးပါ။ဒီစိန်ခေါ်မှုတွေကြားတဲ့ကနေတကယ်ကိုတီတီတန်တာတိုးတက်အောင်မြင်နေတဲ့နေရာတွေလည်းရှိနေပါတယ်။ကဲဇလန်းရဲ့အကောင့်ပတ်ချန်းကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်ကြအောင်။အားတက်စရာကောင်းတဲ့အချက်တစ်ခုကတော့ဒါပါပဲ။ ဟိုက်ဒရိုဂျင်ထုတ်လုပ်ဖို့အဓိကကျတဲ့ electrolyzer ဆိုတဲ့စက်ပစ္စည်းတွေကိုထုတ်လုပ်နိုင်စွမ်းက2021ခုနှစ်ကနေစပြီးကြီးလာရင်လေးစားအထိတိုးလာခဲ့ပါပြီ။ဆိုလိုတာကတော့အနာဂတ်မှာဟိုက်ဒရိုဂျင်ကိုအကြီးအကျယ်ထုတ်လုပ်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်တွေခိုင်ခိုင်မာမာချနေပြီဆိုတဲ့သဘောပါပဲ။အဲ့ဒီလိုကုန်ထုတ်လုပ်မှုတွေတိုးလာတာနဲ့အများလက်တွေ့မှာလက်တက်စင်မှုတွေပိုများလာတာကိုတွေ့ရတယ်။ ုတ်ပါတယ်စီမံထားတာထပ်တော့နောက်ကျအနေလုံးပါပဲဒါပေမဲ့တက်ဆင်ဘီတာဟိုက်ဒရိုဂျင်စက်ရုံတွေရဲ့စွမ်းရည်ကထပ်တော့နုစဖတစ်ကနေပစားပြီးကြီးမြင့်ဆိုရင်၉စာထီတောင်တိုးလာခဲ့တာပါထုတ်လုံးနိုင်စွမ်းကနောက်ဆုံးမှာတော့တကယ်စီမံကိန်းတွေကိုလက်တွေ့အကောင့်ထည့်ဖို့ဖို့တွန်းလာပေးနေတယ်ဆိုတာပါပဲဟိုက်ဒရိုဂျင်ကသူ့အပ်တဲ့တကယ်ကိုလက်တွေ့ကြတဲ့နေရာတစ်ခုကိုရှာတွေ့နေပါပြီအဲ့ဒါကတော့အကြီးစားကုန်းစီပူဆောင်ရေးကန်တာပါအထူးသဖြင့်ကုန်တင်ကားကြီးတွေနဲ့ပတ်စကားတွေမှာပါ တရုတ်နိုင်ငံကဒီကန်ဒါမှာရှေ့ကနေဥဆောင်နေပြီး fuel cell တုံးကုန်တင်ကားတွေကကဘာတော်ဝန်းမှာတိုးတက်မှုအားကောင်းဆုံးပါပဲတာတင်ဘဲလာဆိုတော့မဟုတ်သေးဘူးဟိုက်ဒရိုဂျင်ရှထားတွေဆိုရင်တစ်ခါစီဖြည့်ရနေအီလိုမီတာ2000 short ကျော်မောင်းပြန်နိုင်တဲ့အထိစံချင်နေတင်နေပါပြီကဲနောက်ထပ်အရေးကြီးတဲ့အဆင့်တစ်ခုကိုရောက်လာပါပြီအဲ့ဒါကတော့ဟိုက်ဒရိုဂျင်စီးပွားရေး system တစ်ခုလုံးကိုအထောက်အပံ့ပေးနိုင် for upgrade မရှိမဖြစ်လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကျော်ရိုးကြီးတစ်ခုကိုတိစောက် for ပါပဲ အဲ့ဒီကြော်ရုပ်ထဲမှာမှအရေးကြီးဆုံးအချက်တစ်ခုကတော့သွတ်လောင်မှုပါစနစ်တစ်ခုလုံးတည်ငြိမ်ဖို့အတွက်2035မှာ hydrogen စွမ်းနဲ့ tetra 3 watt hours လောက်သွတ်လောင်နိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့လက်ရှိစီစဉ်ထားတာကဘယ်လောက်ရှိလဲဆိုတော့ tetra watt hours ပဲရှိပါသေးတယ်ဒီကွာဟာချက်ကဘယ်လောက်ကြီးလဲဆိုရင်ကဘာပတ်ဖို့ခီးထွက်မယ်ဆိုပြီးအင်းရှိကကုံစုံဆန်းရောင်ရုံလောက်လေးပဲစီဖြည့်ထားသလိုပါပဲအခြေခံစောင်းအောင်ကတကယ်ကိုအားနည်းချက်ကြီးတစ်ခုဖြစ်ရှိနေတော့မှာဆိုတော့အချုပ်ကတော့ရှင်းရှင်းလေးပါပဲ အစိုးရရဲ့ဘက်ကအချိန်နဲ့တပြေးညီဝင်ပြီးကူညီပေးဖို့လိုအပ်နေပါတယ်။လက်ရှိကုန်ကျစိတ်ရိတ်နဲ့အားလုံးသုံးနိုင်မဲ့ဈေးနှုန်းကျကကွာဟချက်ကြီးကိုကျော်လွှားနိုင်ဖို့အတွက် ခိုင်မာတဲ့မူဝါဒတွေငွေကြေးဆိုင်ရာအထောက်အပံ့တွေပါမရှိမဖြစ်အရေးကြီးနေတယ်လို့ဆိုတော့တာပါပဲ။ဟုတ်ပြီအခုအနာဂတ်ကိုတစ်ချက်မျှော်ကြည့်ရအောင်။ဟိုက်ဒရိုဂျင်ကကဘာစမှုလုပ်ငန်းကြီးတစ်ခုလုံးကိုဘလို့ပြန်လဲပုံဖော်နိုင်မလဲဆိုတာကိုအားကောင်းဆုံးဥပမာတစ်ခုနဲ့လေ့လာကြည့်ရမယ်။အဲ့ဒါကတော့ green steel လို့ခေါ်တဲ့ တန့်စင်တဲ့တမန်နီထုတ်လို့မှုပါပဲ။ဒါပေမဲ့မေးစရာရှိတာကတန့်စင်တဲ့ဟိုက်ဒရိုဂျင်သုံးပြီးထုတ်လုပ်ထားတဲ့ green token တွေကောနောက်ဆုံးစားသုံးသူတွေလက်ထက်ရောက်တဲ့အခါမှာဈေးအရန်ကြီးနေမှာမဟုတ်ဘူးလား။အဲ့ဒီမေးခွန်းရဲ့ဖေကတော့တော်တော်လေးအားအသင့်စရာကောင်းပါတယ်။ဒီနေရာမှာ green premium ဆိုတဲ့အယူအဆကဝင်လာပါတယ်။ဟုတ်ပါတယ်။ဟိုက်ဒရိုဂျင်ကိုလိုင်းရဲ့ဈေးကတော့ကြီးပါတယ်။ဒါပေမဲ့အဲ့ဒီဟိုက်ဒရိုဂျင်ကိုသုံးပြီးထုတ်လုပ်လိုက်တဲ့နောက်ဆုံး company ရဲ့ဈေးနှုန်းတက်တာကတော့ထင်တယ်လို့မညားပါဘူး။ ဥပမာလက်စကားရစီရဲ့ဈေးနှုန်းက80%လောက်ပဲတက်လာနိုင်တယ်။ခေါ်ဆွဲတဲ့ပွဲဆိုင်ရင်80%လောက်ပဲ။လင်းလာမှကြတော့နည်းနည်းများတယ်။10%လောက်တက်လာနိုင်တယ်။ဆိုလိုတာကတန့်စင်တဲ့နှီးပညာကိုပြောင်းသွင်းဖို့အတွက်ကုန်ကြစိတ်ကကျွန်တော်တို့စိုးရိမ်နေတဲ့လောက်မကြီးမားဘူးဆိုတာပါပဲ။ဈေးသက်သာတဲ့ဟိုက်ဒရိုယင်ကကမ္ဘာစက်မှုလုပ်ငန်းရဲ့အင်အားချိန်ခွင့်ရကိုပါပြောင်းပြန်လန့်ပြေးနိုင်ပါတယ်။ အနာဂတ်ရဲ့တမဏီထုတ်လုပ်မှုမြေပုံအတိတ်ဟာတန်ရိုင်းတိုက်တယ်ဘယ်မှာရှိတယ်ဆိုတာအပေါ်မှာပဲမူတည်တော့မှာမဟုတ်ပါဘူး။နင်းနဲ့လေလိုမျိုးပြန်လဲပြည့်ပြည့်မြတ်စွာရင်အင်းအင်းမတဲ့ဘယ်မှာပေါများလဲဆိုတာပေါ်မူတည်လာမှာပါ။ဘရာဇီးတို့ဩစတေးလျလိုလိုနိုင်ငံတွေဟာတမဏီထုတ်လုပ်မှုရဲ့အချက်အချာနေရာတွေဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါကစီးပွားရေးပုံစံတစ်ခုကိုဖန်တီးပေးလိုက်တာပါပဲ။ဥမာဘရာဇီးလိုနိုင်ငံတစ်နိုင်ငံကိုစဉ်းစားကြည့်ပါ။အရင်ကတန်ရင်းငုံချမ်းပဲတင်ပို့ရတဲ့အခြေအနေကနေအခုကိုယ်နိုင်ငံရဲ့ဈေးသက်သာတဲ့နေဆွမ်းအင်း၊လေဆွမ်းအင်းကိုသုံးပြီး green hydrogen ထုတ်မယ်။အဲဒီ hydrogen နဲ့တန်ဖိုးမြင့်တမဏီအချောထည်ကိုထုတ်လုပ်မယ်။ပြီးတော့မှကုန်ချန်အစားတန်ဖိုးမြင့်ထားတဲ့ကုန်ချောကိုကမ္ဘာအစည်းအဝေးကိုတင်ပို့မယ်။ဒါဟာနိုင်ငံအတွင်းမှာပဲကျွေးဝါချမ်းသာမှုနဲ့ကျွမ်းကျင်လုံသားတွေအလို့အကွင့်အလန်းတွေကိုဖန်တီးပေးလိုက်တာပါပဲ။ကဲဒီတော့ ရှစ်ဆက်ရမယ့်လမ်းကဘယ်လိုရှိမလဲချက်ကားပြောဆိုမှုတွေကနေလက်တွေ့အကောင့်အထည်ဖော်မှုစီကိုဘယ်လိုသွားကြမလဲဒီကိုးကားချက်ကအချင်းနဲ့တစ်ခုလုံးကိုကောင်းကောင်းအနစ်ချိုပြထားပါတယ်ဟိုက်ဒရိုဂျင်ကဏ္ဍဟာအရင်လိုချက်ကားပြောဆိုမှုတွေစိတ်ကူရမှုတွေအစဉ်ကိုကျော်လွန်ပြီးပိုပြီးရင့်ကျက်လာပါပြီတကယ်ခွန်လာအမန်ဒီကဘယ်နေရာမှာရှိလဲဘယ်နေရာတွေကိုအထိကထားပြီးအားဆိုင်ထုတ်ရမလဲဆိုတော့ကိုအခုအခါမှာပိုပြီးရှင်းရှင်းလင်းလင်းနားလည်လာကြပါပြီဒါဟာတိုးတက်မှုရဲ့လက္ခဏာတစ်ခုပါပဲ ီတော့နောက်ဆုံးညီနဲ့စဉ်းစားစရာတစ်ခုကဒါပါပဲဟိုက်ဒရိုဂျင်ရဲ့အနာကဟာဖြစ်နိုင်မဖြစ်နိုင်ဆိုပြီးညင်းခုန်နေရမယ့်မေခွန်းမဟုတ်တော့ပါဘူးတကယ်မေခွန်းအစ်စ်ကအဲ့ဒီအနာကကိုပန်းဖို့ပေးမယ့်အတိတ်ကကြော်ရုပ်ကြီးကိုကျွန်တော်တို့ဘလောက်မြန်မြန်တိဆောက်နိုင်မလဲဆိုတာပါပဲနောက်ဆက်တွဲပါတီဖြစ်လာမလဲဆိုတာကတော့အဲ့ဒီပုံမှာပဲမူတည်နေမှာပါ